မင်္ဂလာပါရှင်လူနာရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ဆ iam မကြီးခင်မျိုးချစ်ရေးသားထားတဲ့ဝိထုတို့တပုတ်ကိုဖတ်ပြပေးသွားပါမယ်ဒီဇလန်လေးကတော့ တကူရဲလွတ်လပ်စွာနေထိုင်ခဲ့တဲ့အပြူကြီးတယောက်လက်ထပ်လိုက်တဲ့အခါမှာတော့ဘလိုမျိုးတွေကြုံတွေ့လာရမလဲဆိုတာကို အတူလိုက်ပါပြီခန်းစားနားဆင်ပြေးကြပါအောင်ရှင်ကျမသည်အသက်35နှစ်တိုင်တိုင် အပြူကြီးလှုပ်လာခဲ့ပါတယ် တချို့တွေလိုရေခဲစိန်ဒိုဘီပေးမဟုတ်ပဲအပြိုစိုးဘဝမှာ အပြိုစစ်တဦးအဖြစ်နဲ့မိမိကိုယ်ကိုထိန်းသိမ်းခဲ့သူဖြစ်ပါတယ်။ကျမအပြိုကြီးဖြစ်ရခြင်းမှာအယုတ်ဆိုး၍ကြိုက်သူမရှိ၍မဟုတ်ပါ။ကျမရဲ့ရုပ်ရည်မှာ အသက်20လောက်ကများဆိုရင်မြင်သူတွေငဲရလောက်အောင်ချော်မောသဖြင့်လန်ထွက်လျင်လူတွေရဲ့မျက်လုံးကြီးကြောင့်ကျမမှာရှက်ကိုရှက်ကန်ဖြစ်ရပါသည်။မိဘမှာအရာရှိပိုင်းကဖြစ်၍ခေပညာကိုလည်းဆယ်ရန်းအောင်အထိတင်ခဲ့ပါသည်။ ဆယ်ရန်အောင်သည့်နှစ်ကပင်ဖခင်ကြီးဆုံးသဖြင့်လက်ရည်တို့နှင့်လက်နှိပ်ဆက်ပညာကိုသင်က ရန်ကုန်မြို့အစိုးရရုံးတွင် အလုပ်လုပ်ရသည် ထို့အခါကကျမ၏အသက်မှာ20မပြည့်သေးပါ လူတိုင်းကပင် ကျမကဲ့သို့ချောမောသည့်မိန်းကလေးတဦးသည်ကြာရှည်အလုပ်လုပ်မည်ဟုမထင်ကြပါ မကြာမီအိမ်တော်ပြုတ်လိမ့်မည်ဟု အောက်မိကြပါသည်သို့သောကျမမှာ တနှစ်တစ်တနှစ်အသက်ကြီးအရွယ်ဟိုင်းလာတော့လဲအိမ်တောင်နဲ့ဝေးခဲ့ပါသည်ဝေးရခြင်းမလဲအထက်ကပြောခဲ့သလိုကြိုက်သူမရှိပေမဟုတ်ဖေနဖူးစာကန်ကကြံဖန်၍သာလွဲရပါသည်မိဘဆောင်လင်းစဉ်ကဆဟတ်သူတွေလည်းမနေပါထိုအခါကတော့လဲအသက်ငယ်သေးသည်ဟုနေခဲ့သည်တဝူရီတော်သမီးမငငယ်ရွယ်နှင့်အိမ်နောက်ချပေးဖို့ရန်လဲမိဘများကလည်းနှမျောကြသည်ကျမကိုယ်တိုင်လည်း တဦးဒီတော်တမိအဖြစ်နဲ့မကြောက်မကြမတောင့်မတနေရသည့်ဘဝမှာပျော်နေမိပါသည် ထို့အခိုက်အတွင်ဖခင်ကြီးအနေဆရောက်သွားပြီးရှေးကလို ကုံလုံးချင်းမရှိတော့လေပညာကိုအားကိုးကအလုတ်လုတ်ကင်နေရသည့်ဘဝမှာလေငကိုကပစ္စည်းအခန့်ရှိသူဖြစ်သည့်အလျောက်ဒါလုံးမှဒါစားရသူများနဲ့မတူချမ်းသာစွာနေရပါသည် လောက်အကိုင်းမှာအပြင်းပြေစိတ်မလေးယုံဖြစ်၍ရာသီငွေကိုအဝိအစာအမျိုးမျိုးဝယ်ခြင်းစသည်တုံဖြုံးကစိတ်ပျော်နေမိပါသည်ထို့ကြောင့်လေလာ၍ဆဟတ်သူများကို စိတ်တိုင်းမကြနိုင် ကြီးမြခဲ့ရသည်မဟုတ်ပါလောတရားမဝေထောက်ကလေးကိုမြမှောင်မှာပညာကလည်း BABL အသက်ကလည်း25နှစ်ရုပ်ရည်ကလည်းအပြစ်ဆိုစရာမရှိခင်ခင်မူမရရင်တရားပါလိမ့်မည်ဟု မရှက်မကြောက်အောင်သွေးတလန်တွေလှုပ်ကမိမိကိုနားပူခဲ့သည်သူကိုယ်တိုင်ကလည်းအိမ်ကိုရေထွက်မတက်လာသည်အစားကမိမိကသဘောတူတော့မလို့လို့နင်းတကယ်တမ်းကြလာတော့အခါမဖြစ်နိုင်ပါဘူးသမီးရဲ့သူတို့ကအစိုးရအလုပ်ဆိုတော့မြို့ပြောင်းရမှာမိမိကလည်းရန်ကုန်မှာသမီးဖေဖေရဲ့လက်ငုပ်ဖြစ်တဲ့ဒီတအိမ်ကိုမခွာနိုင်တော့သမီးနဲ့လိုက်မနေနိုင်ခွဲလဲမခွဲနိုင်ဖြစ်မှာပဲ ပြီးတော့နေ့တမျက်နှာနဲ့တရွာထင်ပြီးသမီးလိုက်သွားရမှာကိုမမီမချီလွန်းလို့ဟုရဲ့ရဲ့ကလေးဆန်းဆန်းနဲ့ပြောရှာပါသည်။"ကျမမဖခင်ကြီးမရှိ၏။အမေတစ်ခု သမီးတစ်ခုချစ်ခင်နေရသဖြင့်ဝန်းနေမိကမငိုပါနဲ့မမီရဲ့။မမီနဲ့ခွဲရမယ်ဆိုရင် ရှင်ဘရင်ကြီးဖြစ်ပါစေသမီးမယူပါဘူး။အခုလေသမီးကမမီသဘောတစ်ခုပါပဲ။သူ့ကိုဘလို့မှမအောင်မိပါဘူး"ဟုချော့မော့ရပါသည်။ ရန်ကုန်မြို့ပေါ်မှာပဲနေထိုင်လျက်ရှိသောစက်တထီကိုပါဝင်းမှာပညာကတော့အိုင်ရီလောက်ပဲတက်သည်ရုပ်ရည်ကလည်းအင်ဂျင်စရာပုံမဆိုးလှပါအသက်ကလည်းကျမထက်9နှစ်6နှစ်လောက်ပဲကြီးပါသည်ပစ္စည်း2သိန်း3သိန်းလောက်ရှိသည်သူကလည်းကျမကိုလိုချင်၍မိမိကိုအမျိုးမျိုးကပ်ပါသည်မိမိမှာအစရင်ငါသမီးမခင်မူတတိကတော်ဖြစ်ရမှာပဲဟုသဘောကျတယ်လို့လို့ရှိပြီး တကယ်တိတိဆိုင်ဆိုင်ဖြစ်လာတော့အခါမောင်ပါဝင်းကတော့တော်ပါရဲ့တမီးရဲ့သူနဲ့ဆိုရင်မေမေနဲ့လည်းမခွဲရဘူးကောင်းသားပဲလို့တော့အောက်မေ့မိပါရဲ့ဒါပေမဲ့အိမ်တော်ကြီးဆိုတာကလည်းအခက်သားနော်လွဲတာမဟုတ်ဘူးအများကြီးစဉ်းစားရတယ်မောင်ပါဝင်းမှာညီကိုမောင်နှမတွေတိတ်များတယ်ရှစ်ယောက်တောင်ပဲသူကအကြီးဆုံးပြီးတော့ယောက်ျားလေးဆိုလို့သူနဲ့သူ့ညီအငယ်ဆုံးလေးကအခုမှဘာအသက်ကြီးသေးလို့လဲ ဆယ်နှစ်သာရှိသေးတယ်။ကြားထဲကနှမတွေအပြိုင်အယိုင်အပြူတွေကြီးပဲကောလိပ်မှာတချို့ကွန်ဗင့်မှာတချို့ဒါတွေကိုမိဘမရှိတော့မောင်ဘဝင်းကအုပ်ထိန်းနေရတာပဲ။သမီးနဲ့သူယူကြရင်ဒီညီကိုမောင်နှမတွေနဲ့ခွဲလို့ဖြစ်မှာမဟုတ်ဘူး။အတူနေရမှာပဲ။ဒီတော့ခက်တယ်သမီးရဲ့။ရောင်းမအပြူတွေ6ယောက်ဆိုတဲ့တာဝန်ကနဲတာမဟုတ်ဘူး။ပစ္စည်းဥစ္စာဘလောက်ပဲပြည့်စုံပြည့်စုံစိတ်ညစ်ရမယ်လမ်းတွေမေမေမြင်လို့လို့ အပြိုပေါင်းမရင်ဆိုတာအကိုရဲ့မယားကို အမြင့်ခုံပြိုင်မှာ သူတို့ကပစ္စည်းအင်အားမိမိတို့ထက်သားနေတော့တမိသူတို့ကြမှာမျက်နှာငယ်မှာကို မိမိကတွေးပြီးတနာမိရဲ့ပြီးတော့မောင်ပါဝင်းကလည်းတမိကိုချစ်ခင်ကျင်နာရင် သူတို့ကမနာလိုပဲခနှုတ်ခနဲ့စကားတွေပြောမယ်ပြီးတော့တမိကနောက်ကရောက်လာတဲ့ဧည့်သည်လိုသူတို့လူစုတွေကိုလည်းတွားရပြန်ပစ္စည်းအင်အားကလည်းသူတို့လိုမရှိ သူတို့ကစီးပြီးနှိမ်မှာပဲယောက်ျားဆိုတာကသဘောကောင်းပေမဲ့နေရာတကာအလိုက်တိမှာမဟုတ်ဘူးတော်တော်ကြာကိုယောက်ျားကိုလည်းနားမပူချင်တော့ဒူးနဲ့မျက်ရည်တုပ်နေရမှာပြီးတော့ရှိသေးတယ်အခုမောင်ပါဝင်းကဒီလူမမဲညီတွေညီမတွေကိုအဖအရာနဲ့အုတ်ထိန်နေရတဲ့တာဝန်ကိုလည်းတမီလဲခွဲဝေပြီးခံရမယ် သမီးဟာတဦးရီတော်သမီးပီပီဘာတာဝင်မှမရှိပဲချမ်းချမ်းသာသာနဲ့နေလာခဲ့ရပြီးဒီတာဝင်နေထမ်းရရင်ဘလောက်တောင်ခေါင်းရှုပ်လိုက်မလဲအခုမောင်ပါဝင်းမှရှိတဲ့ပစ္စည်းဟာဒီမောင်နှမတွေအရှူရှူခွဲယူလိုက်ကြရင်ဘာမှရှိမှာမဟုတ်ဘူးအခုမေမေပြောတဲ့ဒုက္ခတွေခံရတာပဲအဖက်တင်မှာပဲဟု ပြောတော့အခါကျမမအိမ်တောင်ရေးရဲ့ခက်ခဲမှုများကိုထင်မြင်ရင်လေးကမိမိစကားကိုပဲနားထောင်လိုက်ပါသည် အတွင်းဝင်ကလေးကိုကျော်တင်မှာပညာကုန်ရတူးကုန်လေးရှိညီကိုမောင်နှမလည်းကျမလိုတဦးရီတော်သားဖြစ်သည် သူ့အလုပ်ကရန်ကုန်ကဘဲမှမသွားရတော့အလုပ်ဖြစ်၍ကျမတို့ဤပဝင်းချင်းမိတ်ဆွေများက နေရာချလိမ့်မည်ဟုကျင်းသိပေါက်ထားခဲ့ပါသည် မောင်ကျော်တင်တယောက်ဖြင့်အတော်ပဲသဘောကျစရာပဲတမီးရဲ့ညီကိုမောင်နှမလည်းမရှိ အမေကြီးတယောက်ပဲရှိတယ်ခတ္တာကအဲ့ဒီအမေကြီးပဲ သူကလည်းသားတယောက်တည်းဆိုတော့အမြဲလိုက်နေပါပဲ။ရောက်ခမနဲ့နေရတဲ့မယားဘယ်တော့မှစိတ်မချမ်းသာဘူး။အခုကြည့်ရတာသားလို့သူကရသမြပဆက်အမိလက်ထဲထက်အမိဩဇာကြီးပဲ။ဒီတော့တမိရဲ့ဩဇာမကိုင်းလင်သာဆိုရတယ်ရောက်ခမကရှိကကာစီကာစီနဲ့ပိုင်စိုးပိုင်နေမရှိစိတ်ဒုက္ခများရလိမ့်မယ်။ပြီးတော့အခုတမိဖေဖေဆောက်သွားတဲ့အိမ်ကြီးမှာမင်မီတို့သားအမိနေလာတာ။ ။မောင်ကျော်တင်တို့သားအမိကလည်းမိမိတို့လိုပဲအိမ်ပင်ရပိုင်းနဲ့တတိတနက်နေတာဆိုတော့မောင်ကျော်တင်ကလည်းသမီးစီလိုက်နေမှာမဟုတ်တဲ့အကြောင်းကိုတိခောက်ကြည့်လို့သိရပြီ။သူ့အမေကိုအမေလွန်ဆွဲတဲ့ကြားမှာငါသမီးမှာဘသူမှမခွဲနိုင်လို့စိတ်ညစ်ရမှာပဲပြီးတော့မောင်ကျော်တဲ့အမေကြီးဟာတားကိုအင်မတန်နိုင်တယ်ချွေးမရရင်လဲသူ့လက်အောက်မှာဖိထားမှာပဲ အခုဒီကိစ္စကိုစကားစပြောရင်တောင်းတားရှင်ပြီးပြီးစီးပိုးတဲ့စကားတွေတိတ်ပြောတော့မေမေလည်းမခန့်ချင်ဘူးရှေ့ဆိုဓာတ်ထပ်ပူဆူမှာပဲ အမေရိကသူသားနဲ့တန်းနဲ့မိမလောကမှာမရှိတဲ့လောက်ထင်းနေတာဒီလိုဟာမျိုးနဲ့ဘယ်နဲ့လောက်ပြီးတမိစိတ်ချမ်းသာနေမှာလဲစသဖြင့်လူကြီးပြီးပြီးရှေ့ရီးကို မျောတွေးလန်ခင်းပြလိုက်သေးကိုကျမမှနားလေသွားသဖြင့်ဟုတ်ပါရဲ့ဒီလိုရောက်ခမဆိုလက်ထဲမှာဒူးနဲ့မျက်ရည်တုံနေရမဲ့ပွားမျိုးတော့နေရမကြပါဘူးဟုစိတ်ပြက်စွာနဲ့ပေးလိုက်ရပါသည်ခုနောက်ဆက်ဟလာကြတော့ ညာရှင်၊ယာဒူးရှင်၊ပစ္စည်းရှင်များမှလည်းရှိသွားလိမ့်ပြီးတော့နောင်တော်နောင်တော်များ၏နီးများအတိုင်းအပြစ်ဆိုစရာတွေတွေ့သဖြင့်ကျမမှညင်းပယ်ရင်း20ကျော်အစိပ်ပိုင်းအရွယ်တော်တစ်စိပ်ဟိုင်းလာရသည်။35နှစ်အထိအေးအေးဆေးဆေးအပြိုကြီးဘဝနှင့် မပူမပင်မကြောက်မကြနေခဲ့ရ၍အရွယ်မှအိုဒီမရှိကြာလီနုလေးပြွပြပြင်းပြင်းနှင့်အလားကျက်တည်ရများလဲတိုးလာခဲ့သည်။ ဆဟတူများမှာလည်းဘယ်အခါမှမစဲတသေးသေးလာကြတော့လဲနောင်တော့နောင်တော့များဤထုံးစံအတိုင်းအပြစ်အနာစာများတွေ့သဖြင့်ပေးခဲ့ရပါသည် ကျမမှာငကိုရုပ်ရည်ကလည်းရှိမကြောက်မကြချမ်းသာစွာနေရသဖြင့်အသက်အရွယ်ဟိုင်းသွားတော့လဲကြာလီနုလီအလှကျက်သည်မလျော့ပဲရှိခဲ့ရကျမ၏အသက်အမှန်ကိုမှတ်ဆနိုင်သူကရှားပါသည်ကျမကိုယ်တိုင်ကလည်းကျမရဲ့အသက်ကိုမေးလာရင် ကျမရဲ့အသက်မငယ်တော့ပါဘူး20ကျော်ပါပြီဟုမတင်မကြပြောခဲ့သည်ဤသို့ပြောရင်းမင်းကျမရဲ့အသက်မှာအဲဒီတစ်ဖက်တွင်15နှစ်ကျော်လွန်လာခဲ့သည် ကျမမှာ ကျမဤလူငယ်အေးချမ်းသောဘဝတွင်ပျော်မွေ့လျက်ရှိသည်ကျမနှင့်ရွယ်သူငယ်ချင်းတွင်သားဘူးတမီးဘူးလင်းဘူးတွေကိုတွေ့မြင်နေရသည်ကို မြင်လေလေကျမ၏ကုသိုလ်ကိုပြန်၍ကျေးဇူးတင်ဝင်ရလေလေပါပဲ။ ကျမမမိမိကလွဲပြီးတန်ရောစင်မရှိတာမီနှစ်ယောက်အမဲမခွဲမခွာပူတဲ၍ပျော်ရွှင်စွာနေကြပါသည်ကျမအသက်35နှစ်ရှိသောအခါကျမယုံတွင်လှုပ်တက်မှ15နှစ်ခန့်ရှိနေပြီဖြစ်၍လကလည်းကြီးပါသည်တာမီနှစ်ယောက်တည်းဖြစ်၍ငကိုကရှိရင်ဆွဲပစ္စည်းများမှာရော့သည်မရှိတိုး၍သာတိုးလာပါသည်ဤသို့ ချက်ချင်းတာတာနေရစဉ်တင်းစင်သောကောင်းကင်ထံမှပြုံးကနေမိုးကြိုးပစ်ချလိုက်သလိုမိမိမှာရုတ်တရက်အနှိမ့်စရောက်သွားရသည်။ကျမမှာတသက်နှစ်တကိုမကြုံစဘူးပူဆွေးရပါတယ်။ဖေဖေဆုံးစဉ်ကမိမိရှိသဖြင့်တော်ပါသေးသည်။ယခုအခါကျမတွင်အာကိုရမဲ့သောတောင်မြေလွတ်တိခွေးလိုကြံခဲ့ပါသည်။ကျမမှာ မျက်စိတငယ်နဲ့စောက်တရားမရဘဲသွားရတော့မလို့ဘဲလာရတော့မလို့အယူလိုဖြစ်နေပါတော့သည်ထို့အခါကျမငယ်စဉ်ကထိန်လာခဲ့သည်လူယုံတော့အတော်ကြီးတော်စာကခတ်တယ်ခတ်တယ်မမလေးမယောက်ျားအားကိုအားထားမရှိတော့ပစ္စည်းဥစ္စာတွေနဲ့ရံများတော့မယ်ရှေ့ကြီးခတ်တယ်ခုမျက်ရည်ဆန်း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 နဲ့ညှဉ်းညူရှာပါသည်ကျမက"အိုး ဒေါ်စာကလည်းကျမတို့မှာပစ္စည်းအခြေအနေလဲရှိပညာလဲရှိအလုံနဲ့အကင်နဲ့ယောက်ျားမရှိလို့လဲဘာမှမဖြစ်ပါဘူးဟုတ်တာပြောရတော့လဲမိမိကွယ်လွန်သွားသည့်အခါအာကိုရမဲ့အငငယ်မိသည်မှာတော့အမှန်မင်းဖြစ်သည်ကျမမှာဒေါ်စာကိုအဖို့ပြုတ်၍နေခဲ့ရာမိမိရှိစဉ်ကကဲတုံနေမတူမျက်နှာငယ်သည် ဟုချင်းမိပါသည်မိတ်ဆွေတငယ်ချင်းများကမခင်မူတယောက်တနာစရာပဲ ဒုက္ခများအဖေလည်းမရှိအမေလည်းမရှိအိမ်တော်ရဲ့သားလည်းမရှိနဲ့ဒုက္ခပါပဲဟုကျမရဲ့နောက်ကွယ်သားမကရှေ့မှာပင်ပြောဆိုကြသည်တချို့မှာစိတ်ထဲကတကယ်တနာပြီပြောကြတော့လေတချို့မှာချီးမွမ်းချီကြောက်ဆိုသလိုပြောကြသဖြင့်ကျမမှာမခံကြည့်မခံသာဖြစ်မိပါသည်အချို့ကလည်းဟိုတုန်းကစကြဟကြတာတွေကိုအမှုလုံနေလိုက်တာအခုတော့တဲကောင်းအပြုတ်ဟိုင်းကြီးဖြစ်ပြီးလူမလေးခွင့်မခန့်နေရတာပေါ့ တော်တော်ကြာဘဲကအိထိယတိုက်သမားနဲ့တွေ့မယ်မသိဘူးစသဖြင့်အမနာပါစကားများကို မကြားတကြားပြောကြသဖြင့်ကျမမှာစိတ်ညစ်မိပါသည်ကျမမှာပစ္စည်းဥစ္စာပြည့်စုံ၍ယောက်ျားယူဖို့ကိစ္စမှာအပိုတက်တက်ဖြစ်သည်ဟုထင်မှတ်ခဲ့တော်လဲဤသို့အလူအများကပြောကြဆိုကြတဲ့နေကိုကြားရပံများသောအခါယောက်ျားရှိမှပဲဖြစ်တော်မလို့ဖြစ်နေပါသည် ကျမနဲ့ရွယ်တူတငယ်ချင်းမိတ်ဆွေများကလည်းသူတို့လင်ွေသားသမီးတွေနဲ့လာရောက်လဲပတ်ကြရင်မခင်မူရဲ့တလောက်ဘာကြောင့်အချိန်နေဖြုံးနေရတာလဲကျမတို့ကြည့်ပါဦးတရှင်ပြုတ်ရတော့မယ်စသဖြင့်တောင်းကြပြောင်းကြတာကို မခံကျင်တော့လဲမချစ်သွားဖြစ်နေရပါသည်မိမိမရှိတော့အခါတငယ်ချင်းမိတ်ဆွေများကိုသာအားကိုးနေရသဖြင့်သူတို့တွေကလည်းအိမ်အောင်ပြုတ်ဖို့သာတိုက်တွန်းကြပါသည် ကျမမမိမိအရင်က ပြောခဲ့ဆုံးမခဲ့တာတွေကိုတတိယတမျောတခေါ်ကြီးတွေး၍ညင်ပယ်ခဲ့တော့လေမိမိကလည်းမရှိအာကိုရမယ့်အချိန်နေတွင် စိတ်တဖြည်းဖြည်းကြခဲ့အိမ်တော်ရေးကိုလည်းရှေးကလောက်ရှောင်ဖယ်လို့စိတ်မရှိတော့ပါထို့ကြောင့်မိမိဆုံးပြီးတနှစ်ခန့်အကြာမိတ်ဆွေတငယ်ချင်းများဘေးတိတိုက်တွန်းချက်အရာဝတ်လုံတော်ရာဥတင်အောင်နဲ့ဖူးစာဆောင်ခဲ့ရပါသည်ဥတေအောင်မှာမုတ်ဆိုးဖို့ဖြစ်၍အသားသမီးအတွေ့အတာမရှိ အသက်၄၀ကျော်ရှိပါပြီ စိတ်တော်ကောင်း၍ကျမတို့မိဘများနှင့်တည်ကျွမ်းမှုသောမိတ်ဆွေဟောင်းတူဖြစ်ပါသည်။ကျမ၏အကြောင်းကိုလည်းကောင်းကောင်းသိခဲ့သူဖြစ်၍ကျမအပေါ်တွင်ကျေနပ်ညတာပါသည်။အတောအဆန်းကင်းသော လူကြီးလူကောင်းတယောက်ဖြစ်၍အများကကြည်ညိုခံရပါသည်။ဦးတင်အောင်လိုလူနှင့်စိတ်ချမ်းသာဖို့တော့ကောင်းတော်လဲကျမ၏စိတ်ချမ်းသာမှုမှာတင်းပြည့်ကြပြည့်မရှိပါ။အဘဲကြောင့်နီမေးတော့အဖြေမှာတူတူနဲ့မပြီးရှီလျားလှပါသည် အိမ်တော်ကြီးနှစ်ပတ်သက်၍ ကျမ၏စိတ်တွင်သဘောမကျရသည့်အချက်တစ်ခုမှာဥတည်အောင်သည်စေပြင်းလိတ်တော့ပါသည်အိမ်မှာနေရာတကားဆေးလိပ်ပြားတွေကိုခြားထားတတ်သည်ကိုကျမအလွန်မဲယူပါသည်ဆေးလိပ်ပြားသာမကဆေးလိပ်အတူကလေးတွေကိုအိယာနပီကြွက်လျှောက်ပေါ်မှာစီထားတတ်သည်တခါကအိစီမာကလေးကတပြက်စီလဲပြစ်မိ၍ခါတိုင်းအင်မတန်ညင်ညင်သာသာပြောတတ်သူဖြစ်လျက်နှင့်ရိုက်ပုံမတက်မောင်းမဲသည်ဖြင့်ကျမချာကပင်ဝင်ပြီးတောင်းပန်ရပါသည် အယခင်ခေါင်းဆွများမှလည်းစိတ်လိစော်နေသဖြင့်ကျွန်မတခါတခါမအိပ်နိုင်ပါသူရဲ့စွကြဲလုံးကြီးအဝိအစားများကို ချွတ်ပြီးလက်အနားမှာရှိသောဒူဘီချင်းထဲသို့မထည်ကျမ်းမြေပေါ်မှာပဲပုံထားတတ်သည်တခါတခါအိယာပေါ်ပုံထားတတ်ပြီးချွေးစော်ဆေးလိပ်စော်အနက်မှာကုဆက်ပြီးအကုန်လုံးနန်းစော်ကုန်ပါသည် ထို့ပြင်သူဤဒူဘီပေးပြီးသားလျှော်ပြီးသားအဝိအစားများကိုအစားကကျမရဲ့ဝိအစားများနဲ့အတူဗီဒီယိုတစ်ခုထဲမှာရောထားပါသည် ကျမမှာကျမ၏ချွေးကန်အင်ကြီးများနဲ့သူ့ရဲ့စွတ်ကျဲရှက်အင်ကြီးများရောနှောနေသည်ကိုမြင်ရတာတမျိုးပဲရှက်တလူလူဘာလူလူဖြစ်မိသည်ယောက်ျားတယောက်၏ပစ္စည်းများ ကျမ၏ပဝန်းကျင်တွင်ဤကဲ့သို့ရင်းနီ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 ကက်ကက်ရောနှောနေသည်ကိုကျမရဲ့စိတ်ကလက်မခံနိုင်သဖြင့်သူ့ရဲ့အဝတ်တွေကို တခြားမှာရွှေ့ထားလိုက်သည်တခါတလေ သူ့ပစ္စည်းရှာမတွေ့လို့ကျမ၏ဘီရိုကိုဖွင့်ချွေးကန်အင်ကြီးတွေဘာတွေကြားတယ် အမွေတက်တီကိုကျမနင်းနေမှမကြိုက်ပါထို့ပြင်ကျမသုံးသည့်တိုးပတ်ဘဝလက်ကင်ဘဝမျက်နှာသုံးဘဝများကိုသူကအလွဲတကူယူသုံးတတ်သေးသည်ကျမမမြင်စင်ယူသုံးစီကမူသူ့စိတ်လိမ့်နေကြီးကကြံနေခဲ၍တိတာပါသည် ထိုအနေကြီးမှာကျမ၏ရန်သူတော်ပဲဖြစ်ပါသည်သူတခါသုံးသွားလျင်ကျမသုံး၍မဖြစ်တော့ပါအနေကြီးကဘလို့လုံလုံဆွဲကြံခဲ့ပါတော့သည်ထိုအကြောင်းကိုယင်းဤသည့်မိမမိတ်ဆွေများကိုပြောပြရာဟဲဟဲဟဲ အပြူကြီးလင်းယူစားဆိုတော့ယောက်ျားစော်အနန္ဒာမခံနိုင်ဖြစ်နေပြီကြားတော့ရင်သွားပါလိမ့်မယ်မပူပါနဲ့ဟု ရေသွမ်းပြီးပြောကြပါသည်ကျမမအသက်35နှစ်အထိလွတ်လပ်စွာနေခဲ့ရာကိုယ်စိတ်တိုင်းကြကြီးလုပ်ခဲ့ရသည် အိမ်တော်ကြလာသည့်အခါချုပ်ချယ်မှုတွေရှိလာတော့သည်ပြောရရင်အသေးအဖွဲများမှ အလွန်မင်းအရေးကြီးပါသည်ဥပမာရှိကကျမသွားပြလာစရာရှိရင်စိတ်တိုင်းကြအလှပြင်ရာအချိန်ဘလောက်ပဲကြာကြာကိစ္စမရှိပ ယခုအခါလင်းတဲ့ခမားဆောင်းရသည်ကို အာနာယပြန်သည်ထို့ပြင်ရှေးခါကဝစ်စရာလုံးကြီးတွေတပုံတစ်ခေါက်ရှိနေပင်သွားကန်ဒီမှာအထက်စင်မစင်ရသည်တဲ့လုံးကြီးကိုဝစ်ချင်စိတ်ပေါင်လာရင်းစိတ်အလိုလိုက်၍သွားစရာဘလောက်အရေးကြီးကြီးထို့လုံးကြီးကိုဝစ်ဖြစ်အောင်ချုပ်လုပ်ပြီးမှလမ်းထွက်ပါသည်တခါတခါအဝတ်စားဝတ်ဖို့အပြင်ထုတ်လိုက်ရင်ဘော်လီလက်ကျိုးပြက်နေတာကိုတွေ့ရင်တခြားဘော်လီတွေတပုံကြီးတဲကကောင်းတာရွေးမယူပါ ထိုလက်ကျိုးပြက်သည့်ဘောလီကိုပင်ဘသူအလင်းလို၍ဘာဖြစ်နေနေထိုဘောလီကိုပြင်ဆင်ပြီးမှဝစ်ပါသည်ဤမြလောက်ကိုကိုကိုအလိုလိုက်ခဲ့ပါလျက်နဲ့ယခုအခါကျမမှာအခြားသူတဦးကိုအလိုလိုက်ရမည်အလဲကြုံနေပါတော့သည်သွားစရာရှိလင် ကျမရဲ့ကိစ္စကို ကြီးချဲ့မနေအားပဲလင်းတော်မှာဝစ်ဖို့စင်ဖို့ကိုပြင်ဆင်ပေးရပါတော့သည်မူကြီးခုနှစ်ကဝဲလာတဲ့ဘန်ကောက်လုံးကြီးမချုပ်ရသေးဘူးလား ဒီနေ့အဲ့ဒီလုံကြီးဝင့်ရင် ကောင်းပါပဲကွယ်အခုသွားဖို့အချိန်လိုပါသေးတယ်ဆက်နဲ့တကြောင်လောက်ပေါက်လိုက်ပါလားဟောဒီရှဲအင်းကြီးကကြေသီးတလုံးပြုတ်နေပြီသွားကန်နီတဲခတ်တကူအမှုကြီးဒီနေ့မဝင့်မဲ့လုံကြီးကဒီရှဲအင်းကြီးနဲ့မှလိုက်လို့အတိတက်ပေးစမ်းပါအောင်ကွယ်မကြပါဘူးအဲ့ဒါလို့သူကြီးချဲ့တာတွေကိုကျမကလိုက်လုံပေးနေရတော့ဘယ်မှာကျမဖို့အချိန်ရှိပါတော့မလဲပြီးတော့ရှိသေးတယ်သူကကျမကိုမူးလို့ခေါ်တယ်ကျမက သူ့ကိုမောင်းလို့ခေါ်ရမတဲ့ သူ့ကိုသူလဲမောင်းလို့ထဲထဲပြောရတာအမောပါပဲကျမကလည်းသူ့ကိုမောင်းလို့ခေါ်ရမှာရှက်နာမည်ခေါ်ရမှာလဲခက်တံပြက်နဲ့ပြောတာကို သူကအတင်းမောင်းခေါ်ခိုင်းနေထမင်းစားဖို့ခိုင်းနေကောင်မလေးခေါ်ခိုင်းရင်မလာဘူးပေးနေတယ်ကျမသွားပြီဒီမဲထမင်းစားရအောင်လို့ခေါ်တော့သူ့နာမည်ကဒီမဲမဟုတ်ဘူးတဲ့ဒါနဲ့ဥတင်မောင်လာ ထမင်းစားမယ်လို့ခေါ်တော့ဘာအမှုလဲတဲ့အမှုတွေတွေကဒါသူ့ကိုဒီလိုခေါ်တာတဲ့ ကျမကမဟုတ်ပါဝင်းလုံတော်ရမင်းလို့ခေါ်ပါတယ်အမှုတွေကဥတည်အောင်လို့မခေါ်ပါဘူးလို့စင်ကြီးပေးပေမဲ့မရဘူးနောက်ဆုံးမရဲတရဲမောင် ထမင်းစားမယ်လို့ခေါ်မှထလာတယ်ထမင်းစားသည့်ကိစ္စမှာတနေ့နေ့ပြီးသည့်ကိစ္စမဖြစ်နေ၍နေ့စဉ်နဲ့အမျှမောင်ခေါ်ရေးပြဿနာကြီးနှင့်ရင်ဆိုင်နေရပါသည်တနေ့တွင် ထမင်းစားခေါ်ရတွင် ခါတိုင်းမရေတရေသူ့အနိုင်ရစ်တီရစ်တီလို့ရထမင်းစားမယ်လေဟုတံပြက်နှစ်ပြောလိုက်ရာ သူကဖက်နေသောတင်းစားကိုချ၍ကျမကိုပြုံးကြည့်နေပါသည် ကျမမှာစိတ်မလုံးမဲရှက်ကိုရှက်ကန်းဖြစ်နေစဉ်သူကနေရာကထ၍ကျမနဲ့ရှင်းရက်လိုက်ပြီးကျမပခုံးကိုဖတ်ထားပါသည်ကျမမှာအပြိုကြီးစိတ်မကုံတော့ကုံဖြစ်၍ပိုပြီးရှက်ကိုရှက်ကန်းဖြစ်နေပါသည် ူမကျမထက်အရက်ကောင်းတစ်လုံးခန့်မြင့်၍ကိုလုံးကိုယ်တည်းများကျမဤနှစ်ဆဖြစ်ရာကျမမှာသူ့ရင်ဘက်ပေါ်မတိမတာခေါင်းမိထားရင် အပင်ကြီးအရေးအောက်တွင်ဝင်ခိုနေတယ်လို့ပဲလို့တွေးမိပါသည်သူကလည်းကျမအားလေမိုးနေပူတို့မှကာကွယ်မဲ့အပင်ကြီးပမာအုပ်ဆိုင်နေတဲ့ကဲသူထင်မိပါသည်သူကကျမမေးစည်းကိုဆွဲယူပြီးအမှုရဲ့မောင်ကိုမချစ်ဘူးလားဟုမေးပါသည်ကျမကအိုးရှက်စရာကြီးဟု ူလက်ထဲကအသာယုံထွက်မြည်လို့ပါသည်မဟုတ်ပါဘူးကွယ်မောင်လို့ခေါ်ရမှာဒီလောက်ဝင်လေးသလားလို့ပါမချင်ရင်လဲဝင်လေးမှာပါပဲလေဒီလောက်ကလေးမှအလိုမလိုက်ရင်လဲနေပါတော့ဟု သူကအသာအရာပြောလေသည်ကျမမှသူ့ကိုတနာသွားပြီးဝင်လေးလို့မဟုတ်ပါဘူးဟုခက်ပြေးပြေးပြောလိုက်ရသူကဝင်မလေးရင်ဘာလို့မခေါ်တလဲအမူတိတ်ဝင်လေးနေရင်မတိုက်တွန်းပါဘူးအမူမလုတ်ချင်တဲ့အလုတ်ကိုတိုက်တွန်းပြီးအမူစိတ်ညစ်မာကိုစိုးပါတယ်ဟု ပြန်ပြောပါသည် သူကယခုလိုပြောလိုက်တော့အခါကျမမှာဘာပြန်ပြောရမယ်မသိဖြစ်နေပါသည်ထိုအခါဒေါ်စာကတဖက်ခမ်းမှနေ၍မမလေးဟင်းနီအေးကုန်ပြီဟုပြောလိုက်ရာကျမမှာသူ့မျက်နှာကိုပျော်ပျော်ကလေးမော့ကြည့်ပြီးမောင်ထမင်းစားကြဆိုခေါ်လိုက်ရာ မောင်မှာပီတိတွေလွှမ်းသွားပါတော့သည် မောင်သည်ကျမအပေါ်တွင် အလိုလိုက်ယူရကျင်နာမှုလေးများကို နေ့စဉ်နေ့အမျှတွေ့ရပါသည် ဒေါ်စာကလည်းသူ့လိုလူရှာမရှာသည်ဟုအနာကတဖွားဖွားပြောရုံမက ကျမစိတ်ပြည့်သည့်အချက်များကိုပြောပြသောအခါကျမကိုတနာယုံမကမမလေးဒါရီခတ်တာပဲအပြိုကြီးတွေကဒါမျိုးကြီးပဲကြီးများတာကတော့လွန်လွန်းတယ်လူဘဝမှာဒီအသေးအဖွဲကိစ္စလေးတွေကိုအကြီးအကျယ်လုပ်နေလို့ဘယ်တော့မှပြီးမှလဲဟုပြောပါသည်တနေ့တော့မောင်မအရေးကြီးသောအမှုတစ်ခုရှိ၍ဘကိုးသူသွားရပါသည်ကျမမှာမောင်နဲ့လက်ထပ်ပြီးကလေးက တခါမှမခွဲဘူးသေးရဝန်းနေတလို့လို့ဖြစ်နေပါသည် အမှုပြင်းနေတော့မှာပဲထင်နေမောင်မကြပါဘူးကွယ်သုံးရက်သေးပါဟုတွားကန်ဒီချော့မော့ရှာပါသေးသည် မောင်ထွက်သွားသောအခါကျမမှာဟာတာတာဖြစ်ပြီးကြံရစ်ခဲတော့သည် အိမ်ပတ်ဝန်းကျင်အရရမှလည်းမောင်ကိုတတိယပွဲရီကြီးသာဖြစ်နေတော့သည်အေးရဂရင်နဘေးကြွက်လျှောက်ပေါ်တင်ထားတဲ့ဆေးပြင်းလိပ်တူလေးများကိုကြည့်ရင်ရဲ့ရဲကြမိသည် မောင်သည်ဆေးပြင်းလိပ်အတူလေးတွေကို အလွန်မြတ်နိုးသည်ကိုတတိယ၍ ဖိုဆေးပြင်းလိတ်တို့ကလေးတွေကိုတစ်ခုစီကောက်ပြီးရွတ်တတာလေးတဲကိုထည့်ထားလိုက်ပါသည်မိုးကလည်းအေးဒီနဲ့တယောက်တည်းအိယာပေါ်လှဲရင်ရှေးပြစ်နောက်ကြောင်းစဉ်းစားရင်ကွယ်လွန်တော်မိပါတွေကိုတတိယမိကမျက်ရည်မစင်တိုင်းဖြစ်မိသည်ငိုချင်းရဲ့လက်တို့ဆိုးသလိုငိုချင်းစရာတွေကြီးဖြစ်နေသဖြင့်အာရပါရငုံမိသည်အာရမရေချိုခန်းထဲဝင်မျက်နှာတစ်ပြီးတန်းပေါ်ကမျက်နှာတို့ဘဝကိုဆွဲတုပ်လိုက်ရာဆေးပြင်းလိမ့်နဲ့ချွေးနံကြီးကကျမနှာခေါင်းထဲကိုတိုးဝင်လာပါသည် ခါတိုင်းလိုဆိုရင်ဒေါပွားပြီးမျက်နှာတုပ်ပွားကိုလွန့်ပစ်မိဖြစ်တော်လေယခုအခါမှာမူမောင်ကိုတတိယ၍ထိုမျက်နှာတုပ်ပွားကိုကျမပါနေအပ်ထားမိသည် မောင်မနှက်ကမှထွက်သွားတော်လေကျမအဖို့တော်ဆေးရက်ခတ်ကြသွားပြီဟုထင်မိပါသည် မောင်တော့ရတောင်ကြောင်းမီကိုတွေးမိတော့အခါပူရင်လေး၍ဒီအချိန်အတွင်းဘလို့လုံနေရပါမလဲဟုအောင်းမိမိသည် အိတ်နေလင်းအချိန်ကုန်ပါပဲဟုအိယာထဲမှာပြန်ပြီးစွမဲ့အိတ်လိုက်ရာ ဣပျော်သွားသည်မှာမြင်မြကြသည်မသိ။ကျမအနီးတစုံတယောက်ရောက်နေသလိုအိမ်မက်မက်သလိုဖြစ်သဖြင့်မျက်လုံးဖွင့်ကြည့်လိုက်ရာကျမနဘေးတွင်ဒူးထောက်ကကျမ၏လက်များကိုအသာအရာယူရကင်နေသော မောင်ကိုတွေ့သဖြင့်ဟမ်မောင်မောင်ဘယ်တော့ရောက်တလဲ။တုံးရတောင်ကြာသွားပလားဟုမယုံကြည်နိုင်အောင်မင်းရင်ထထိုင်ပါသည်။မောင်သည် ကျမ၏နဘေးကိုဝင်ထိုင်ပြီးပကူသွားဖို့ကိစ္စကိုတခြားဝက်လုံတယောက်ကိုလွှတ်လိုက်ပြီးမောင်လဲအမှုကိုတယောက်တည်းထားခဲ့ရမှာစိတ်မကောင်းလို့ကြံဖန်လိုက်တယ် အမေမောက်မျက်နှာတို့ပွားကြီးဘယ်နဲ့လဲပင်ပတ်ထားတာလဲဆေးလိပ်စော်မနံဘူးလားဟုမေးလိုက်တော့အခါကျမမျက်နှာကို သူ့ရင်ခွင်ထဲဝှက်ခါ မောင် နောက်ကို အမှုတယောက်တည်းမထားခဲ့ရဘူးဟုသာပြောလိုက်မိပါတော့တည်းဆ iam မကြီးခင်မျိုးချီရဲ့အပြူလိုမနေမီလို့ဆိုတဲ့ဝိထုတို့လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ အဆုံးထိခံစားနာဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင် channel ကို like and subscribe လေးလေးလုပ်ပေးခဲ့ကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ရှင်လန်းချမ်းမြေ့ကြပါစေရှင်